မင်္ဂလာပါရှင်ညီမတို့ Nice Fair Travel မှာဆိုရင်နိုင်ငံတကာဒီစာလျှောက်ထားခြင်းစာရဝယ်စာမှုများကိုဒီနေ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင် ်ပထမဆုံးအနေနဲ့နိုင်ငံခြားအနေပြီးတော့မြန်မာနိုင်ငံကိုလာရောက်လည်ပတ်မဲ့နိုင်ငံခြားသားများအတွက်ဗီဇာရှောက်ထားခြင်းဆရာဝန်ဆောင်မှုနှစ်မျိုးရှိပါတယ်ရှင်ပထမဗီဇာကတော့တူရစ်ဗီဇာဖြစ်ပြီးတော့မြန်မာနိုင်ငံတွင်ရက်ပေါင်း28ရက်နေထိုင်နိုင်မှာဖြစ်ပါတယ်ဒုတိယဗီဇာကတော့ business visa ဖြစ်ပြီးတော့မြန်မာနိုင်ငံတွေရပောင်း80နေထိုင်နိုင်မှာဖြစ်ပါတယ်။ဒါရီအားလုံးကိုတော့ online အနေနဲ့ရှောက်ထားနိုင်မှာပဲဖြစ်ပါရှင်။နောက်ထပ်မြန်မာနိုင်ငံသားတွေအလျှောက်အများဆုံး visa ကတော့ Thai visa ပဲဖြစ်ပါရှင်။ Pass ကို6လတက်တန်းနှစ်အထက်ရှိသူများကတော့ထိုင်းနိုင်ငံအတွင်း14ရက် Visa Fee နဲ့နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။ထိုင်းနိုင်ငံကို နောက်ထပ်လျှောက်ထားလို့ရနိုင်တဲ့ Visa တွေကတော့ TR လို့ခေါ်တဲ့ Tourist Visa နဲ့ DDV လို့ခေါ်တဲ့ Destination Thailand Visa တို့ပဲဖြစ်ပါတယ်ရှင်။ တူရီဗီဇာဗီဇာရပြီး3လအတွင်းထွက်ခွာနိုင်ပြီးရောထိုင်းနိုင်ငံတွင်ရက်ပေါင်း60နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။ Destination Thailand Visa ဆိုရင်ဖြင့်ထိုင်းနိုင်ငံမှာ9နှစ်ခန့်တိုင်းနေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။ Online နဲ့လျှောက်ထားနိုင်တဲ့ဗီဇာမျိုးစားတွေကတော့မြန်မာ၊ထိုင်း၊အိန္ဒိယ၊ဒူဘိုင်း၊ Oman ၊ထိုင်ဝမ်နဲ့မလေးရှားဗီဇာတို့ပဲဖြစ်ပါတယ်ရှင်။တန်ယုံကနေလျှောက်ထားနိုင်တဲ့ဗီဇာဝင်စားမှုတွေကတော့ US, UK, China, Korea, Japan, Schengen, Turkey, Russia, Australia နဲ့ Canada နိုင်ငံ ုင်ငံဗီဇာတို့ပဲဖြစ်ပါတယ်ရှင်။အဲ့ဒီတော့များအနေဖြင့်ဗီဇာဝေဆာမှုများကိုအသေးစိတ်သိရှိလိုပါက Niceway Travel ရဲ့ hotline phone နံပါတ်ဖြစ်တဲ့39 46330သို့ အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။